ဘာမဘရင်းချန်နယ်ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ကနေ့စဉ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနားလည်လွယ်အောင်တင်ဆက်ပေးနေတာဖြစ်လို့နေ့စဉ်ကျွန်တော်တို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရစေ။ဒီနေ့မှာတော့အမေရိကန်ရဲ့တမရကရဟောင်းမရှယ်အိုဘားမားရဲ့ကိုရိုင်းရဲ့အထူးပတိစာအုပ် Becoming ကိုအခြေခံပြီးသူ့ဘဝရဲ့ခရီးကိုအတူတူလေ့လာကြည့်ကြပါမယ်။ဒါဟာနိုင်ငံရေးတမားတယောက်ရဲ့အထူးပတိတသက်မဟုတ်ပါဘူး။ကိုကိုကိုရှာဖွေတွေ့ရှိခြင်းနဲ့ကြီးပင်းရင်ကျက်ခြင်းဆိုတဲ့ ခရီးရှိကြီးတစ်ခုအကြောင်းဖြစ်ပါတယ်။ကဲဒီစာအုပ်ရဲ့အဓိကမိကုံးကတော့ကိုပိုင်ဟန်ကိုပိုင်ဘဝကိုတိစောက်ဖို့ဘာတွေလိုအပ်မလဲဆိုတာပါပဲ။ဒါဟာတကယ်တော့လူတိုင်းအတွက်စဉ်းစားစရာကိုစီအဖေရှာရမယ့်မိခွန်းတစ်ခုဖြစ်ပြီးဒီနေ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုကဒီမိခွန်းကိုပဲဗဟုဖြူတွားမှာပါ။ဟုတ်ပြီဒါစီပထမဆုံးအရင်နဲ့သူ့ဘွားရဲ့အစောပိုင်းကာလတွေအကြောင်းကိုလေ့လာကြည့်ကြရအောင်ပါရှီကာဂိုမြို့ရဲ့တောင်ပိုင်းမှာကြီးပြင်းခဲ့တဲ့သူ့ရဲ့ငယ်ဘွားကသူ့ရဲ့ကိုယ်ပိုင်လက္ခဏာကိုဘယ်လိုပုံသွင်းခဲ့တယ်လဲဆိုတာကိုကြည့်ကြရပါဦး မစ်ရှယ်ဟာအိမ်တိုင်ထဲမှာကဘာနှစ်ခုနှစ်ကြီးပြန်လာခဲ့တာတယ်လို့ပြောလို့ရပါတယ်ဆိုလိုတာကသူတို့မိသားစုနေတဲ့အပေါ်ချက်ကနှွေးထွေမှုတွေ just the chin တန်နေရေမောတန်နေနေပြည့်နေတဲ့နေရာတခုပေါ့သူအဖေကသူ့ကို just guitar နဲ့အနုပညာရဲ့အလာတရားကိုမိတ်ဆက်ပေးခဲ့တယ်လို့သူမိကလည်းစာကြည့်တိုက်ကိုမှန်မှန်ခေါ်သွားပြီးစာဖတ်ဝါသနာပအောင်ဖြိုးထောင်ပေးခဲ့ပါတယ်ဒါပေမဲ့အောက်ချက်မှာနေတဲ့သူအတော်ကြီး Robbie ရဲ့အခန်းကတော့တိတ်ဆိတ်ပြီးစီကန်းကြီးတဲ့စန္ဒရားတန်တန်ပေးတဲ့နေရာတခုဖြစ်နေပြန်ရော ဒီလိုကွဲပြားတဲ့ပတ်ဝန်းကျင်တစ်ခုကသူ့ရဲ့ဘဝကိုအများကြီးလွှမ်းမိုးခဲ့ပါတယ်။သူ့လဲနေသမီးရဲ့ရွယ်မှာစန်တရာတီးတန့်ဝဆုံးဖြတ်ခဲ့ပါတယ်။သင်ခန်းစာအစမှာဒေါ်ဂျီရော်ဘီက middle c key ကိုမှမနိုင်နိုင်လို့စုခဲ့ပေးမဲ့ Michelle ကပါနတ်စွာနဲ့အဲ့ဒီစန်တရာအဟောင်းက keyboard ကအပယ်ရလိတခုကိုလမ်းညွှန်ဖြစ်သုံးချက်ခဲ့လေ။ဒါပေမဲ့တကယ်ဖြော်ဖြီဖွေနေမှာတော့ပြဿနာတက်ပါလေတော့။စင်ဘောကစန်တရာကအသက်ဆက်ဆက်ဖြစ်နေပြီး သူအမြဲတမ်းအမှတ်သားဖြစ်တောင်းနေကြအပဲ့ရလေးကမရှိတော့ဘူးလေအဲ့ဒီအချိန်မှာသူခဏလောက်ကြောင်ပြီးရက်တန်သွားခဲ့ပါတယ်အဲ့ဒီမှာသူ့အတော်ကသူ့လက်ကို medicine keyboard တင်ပေးလိုက်တယ်ဒီတစ်ခါတော့ဘာမှတ်သားပါမပါပဲကိုကိုကိုအာကိုပြီးတိခတ်ခဲ့ရတာပါဒါပေမဲ့အောင်အောင်ဆရာကသူ့အကောင်ဆုံးတိခတ်နိုင်ခဲ့ရတာဒီဖြစ်ဖြစ်ကသူ့အတွက်ကိုစွဲရည်ကိုကိုတိုင်ယုံကြည်ဖို့တင်ပေးလိုက်တဲ့အစောပိုင်းဘွားရဲ့အရေးကြီးတဲ့သင်ခန်းစာတစ်ခုဖြစ်လာခဲ့တယ် ီလိုကိုကိုကိုအားကိုးရတဲ့တင်းငယ်တဲ့အခိုင်အတန့်တွေကလူတယောက်ရဲ့ဘဝကိုဘလို့ပုံဖော်ပေးသလဲဆိုတာတကယ်စိတ်ဝင်စားစရာပါပဲသူ့ရဲ့ပညာရေးခရီးကလည်းထူးခြားခဲ့ပါတယ် Whitney M Young အထက်တန်းကျောင်းကနေ Princeton တက္ကသိုလ်ပြီးတော့ Harvard ဥပဒေကျောင်းအထိထူးချုံစွာတက်ရောက်နိုင်ခဲ့တယ်ဒါမဲ့ဒီခရီးကလွယ်လွယ်ကူကူတော့မဟုတ်ခဲ့ပါဘူးအထူးသဖြင့် Princeton လိုနေရာမျိုးမှာလူမျိုးရေးဆိုင်ရာစင်ခေါ်မှုတွေကိုကြံ့ကြံ့ခံရင်ကိုလန်းကိုဖောက်ခဲ့ရပါတယ် ဒီတွေ့ကြုံတွေကသူ့ကိုပို့ပြီးမှကြော်စီခဲ့ပြီးနောက်ဆုံးမှာတော့ Sidley and Austin ဥပဒေကုမ္ပဏီကြီးမှအလို့ဝင်နိုင်ခဲ့ပါတယ်။ကဲဒါဆိုရင် နောက်တစ်ပိုင်းကိုဆက်ကြည့်အောင်ပါ။သူ့ဘဝရဲ့နောက်တစ်ဆင့်ဖြစ်တဲ့ Bra Obama နဲ့တွေ့ဆုံပြီးသူတို့နှစ်ယောက်ရဲ့ makeup ဘဝကိုဘယ်လိုတည်ဆောက်ခဲ့တယ်လဲဆိုတာကိုလေ့လာကြည့်ကြပါမယ်။ Michelle Go Brexit တကယ်ပဲဆွဲဆောင်ခဲ့တဲ့အရေကအချက်ကတော့သူရဲ့စိတ်ဓာတ်ပါပဲ။ ဘရက်ကအောင်မြင်မှုကိုငွေချေး၌ကြော်ချမှုအတွက်ရှုမြင်တာမျိုးမဟုတ်ဘူးလူအဖွဲ့အစည်းအပေါ်ပိုးရီးမားခဲ့တရားမှုတွေပြုလုပ်နိုင်ဖို့နိလန်တခုအဖြစ်ရှုမြင်ခဲ့တာပါသူကတခြားသူတွေကိုမြင့်တင်ပေးနိုင်ဖို့အတွက်ကိုယ်တိုင်ထိတ်ဆုံးရောက်အောင်စူးစမ်းချင်ခဲ့သူပါဒီလိုရည်ရွယ်ချက်ကြီးမားတဲ့စီတက်ကမီရှယ်ကိုအကြီးကျယ်ဆွဲဆောင်ခဲ့တာပေါ့သူတို့နှစ်ယောက်ရဲ့ဇလံကအလုပ်ခဏိစခဲ့တာပါမီရှယ်ကသူ့ထက်အကြီးထူဖြစ်တဲ့နှွေရည်ဒီအလုပ်တင်ဘရော့ကဘာမာကိုအကြံပေးမှန်ထုတ်ဖြစ်တောင်းဝန်ယူခဲ့ရတယ်အစပိုင်းမှာတော့ အလုံနဲ့ကိုရေးကိုတာရိုးထွေးသွားမှဆိုလို့မရှယ်ကတော်တော်လေးတုံဆိုင်နေခဲ့ပါတယ်။ဒါပေမဲ့ဘရော့ခ်ရဲ့ယုံကြည်မှုရှိရှိချင်းကန်မှုကြောင့်တငင်ငင်ခင်းဘတ်စကင်ရော့ဘင်ရေခဲမုံဆိုင်မှာရေခဲမုံအတူတူစာရင်ဘရော့ခ်ကသူ့ကိုနန်းခွင်တောင်းခဲ့ပြီးအဲ့ဒီကနေသူတို့ရဲ့ချီချင်းတရားကအစပြုခဲ့တာပါပဲ။သူတို့ရဲ့ဆက်ဆံရေးပုံမခိုင်မာလာချိန်မှာမင်းမီရှယ်ညက်ဘဝကိုတစိတ်ချိုးဖြောင်းလဲစေခဲ့တဲ့အဖြစ်ဖြစ်ကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကတော့သူ့အဖေနဲ့ကွယ်လွန်မှုပါပဲ။ဒီဆုံးရှုံးမှုက သူ့အတွက်ကြီးမားတဲ့ no ထခေါင်းလောင်းတန်တစ်ခု ဖြစ်ခဲ့ပြီးပေါ်ဝါဟာစိတ်မပါတဲ့အလုပ်တွေနဲ့အချိန်ဖြုံးမှုအတွက်အရန်တော်ထောင်လွန်းတဲ့ဆိုလာကိုနားလည်စီခဲ့ပါတယ်။ဒီအဖြစ်ပြက်ကြောင့်သူဟာဥပဒေကုမ္ပဏီကနေထွက်ပြီးအပြောင်းလဲလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အိမ်ထောင်ရေးနဲ့ပတ်သက်လို့လည်းသူတို့နှစ်ယောက်မှမတူညီတဲ့အမြင်တွေရှိခဲ့ပါတယ်။မီရှယ်ကအိမ်ထောင်ရေးဆိုတာဘဝနှစ်ခုပေါင်းစည်းပြီးတခုတည်းဖြစ်သွားတာလို့မြင်ပေမဲ့ဘရက်ကတော့ဘဝနှစ်ခုရင်တွဲပြီးတိုးတက်နေထိုင်ရင်းလို့ရှုမြင်ခဲ့ပါတယ်။ တညမှာဘရက်ကအင်တာဗျူးကိုတိတ်မယုံကြည်ဘူးလို့ရှင်ဖော့ပြောလိုက်တော့မီရှယ်သူတို့လေးစိတ်သက်သာကောင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာပဲစာဝေးထိုးယူလာတဲ့အချုပ်ပွေးပန်းကန်ထံမှာလက်စွပ်ဘူးလေးပါလာပြီးဘရက်ကဒူးထောက်ပြီးလက်ထက်ခွင့်တောင်းခဲ့ပါတယ်။ဒါကသူတို့ဆက်ဆံရေးရဲ့ချစ်စရာကောင်းတဲ့အမတ်တရားတစ်ခုပါပဲ။အခုအခါမှာတော့သူ့ဘဝရဲ့တတိယအခန်းဖြစ်တဲ့နူဒူးရှေမောက်ကဘဝအကြောင်းကိုဆက်လက်လည်လာပါမယ်။ နိုင်ငံရေးလောကရဲ့အစဉ်ခုံမှုတွေနဲ့တမရကတော်တယောက်ရဲ့တာဝန်တွေကို သူဘလို့ရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်လေကြည့်ကြရအောင်2008ခုနှစ်တမနာရွေးကောက်ပွဲကာလမှာမစ်ရှယ်ဟာစိုးရင်ပူပန်မှုတွေအများကြီးရှိခဲ့ပါတယ်အဲ့ဒီတဲကတစ်ခုကတော့ Bradley effect လို့ခေါ်တဲ့ theory ပါပဲဒါကဘာကိုဆိုလိုသလဲဆိုတော့လူဖြူမဟုတ်တဲ့ကိုစားလဲလောင်တယောက်ကိုမဲပေးမယ်လို့လူမှုစစ်တမ်းတွေမှာဖြေခဲ့တဲ့လူဖြူမဲဆန္ဒရှင်တချို့ကတကယ်မဲပေးတဲ့နေကြရင် လူဖြူကိုစားလဲလောင်းကိုပဲမဲပေးလိုက်တဲ့အခြေအနေမျိုးပါဒါကအမေရိကန်လူအဖွဲ့အစည်းကလူမဲသမ္မတတယောက်ကိုတကယ်လက်ခံဖို့အစဉ်သင့်ဖြစ်ပြီလားဆိုရဲမတိချမှုတွေကိုမိမောင်းထိုးပြနေတာပေါ့ဒါပဲနဲ့ဆိုရင်မူဒီအလုံးကိုချော်လွန်ပြီးဘရာအိုဘားမားဟာအမေရိကန်မိချောင်စုရဲ့44ရောက်မြောက်သမ္မတအခီးတမိုင်းဝင်ရွေးကောက်ထင်းမြောက်ခိုင်ခဲ့တာပါတယ်အဲ့ဒီအောင်ပွဲခိုင်ကြမှာရှီကာဂိုမြို့ရဲ့ Grand Park မှာလူပေါင်းနှစ်သိန်းကျော်စုယုံရောက်ရှိခဲ့ပြီးအောင်ပွဲခိုင်ခဲ့ကြတယ်။ဒါဟာတကယ့်ကိုတမိုင်းဝင်တဲ့ခိုင်တန့်တစ်ခုပါပဲ။ သမရကတော်ဖြစ်လာတဲ့အခါမရှော်ဟာသူ့ရဲ့အခန်းကံကိုအလားပြတသက်မဟုတ်ပေအဓိပ္ပာယ်ရှိတဲ့လုပ်ငန်းတွင်နေဖုံဖော်ခဲ့ပါတယ်။သူအဓိကအာယုံဆက်ခဲ့တဲ့ကဏ္ဍ၃ခုကတော့ကလေးသူငယ်အဝါလွန်ယောဂတိုက်ဖြစ်ရေးအတွက် less move လှရှားမှု၊ကျမရဲ့နဲ့ညီညွတ်တဲ့အစားတောက်မြင့်တင်ရေးအတွက်အိမ်ဖြူတော်ဆက်ခင်ပြီးတော့စစ်မှုထံမိသားစုတွေကိုပံ့ပိုးကူညီရေးအတွက် joining forces တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လူတို့ရှင်းမောက်ကဘဝဟာမလွယ်ကူခဲ့ပါဘူး။အထူးသဖြင့် မီဒီယာတွေရဲ့ဆုံးရှုံးမှုကသူ့အပေါ်မှာပိုပြီးပြင်းထန်ခဲ့တယ်။ဘရော့ကဲဝတ်စားစီရင်မှုကဘယ်သူမှတိတ်အေးတယ်လို့မပြောကြပါနဲ့။မီရှယ်ရဲ့ဝတ်စားစီရင်မှုအတိုင်းကိုတော့အသေးစိတ်ခွဲခြမ်းစိတ်ဖျောက်ပြီးဝေဖန်တုံတက်ခဲ့ကြပါတယ်။ဒါဟာမရတာတဲ့ဆောင်းရှုံးမှုတစ်ခုဖြစ်ပြီးသူရင်ဆိုင်ခဲ့ရတဲ့ဖိအားတွေထဲကတစ်ခုပါပဲ။ဒီနေရာမှာသူ့ရဲ့ထက်မြက်မှုကိုတွေ့ရမှာပါ။မီဒီယာတွေကသူ့ရဲ့အဝိအဆအကိုပဲအာယုံဆိုင်နေတာကိုအခွင့်ကောင်းယူပြီးဖက်ရှင်ကိုတကားပေါက်ကခုအခေအတုံးချပေးတယ် သူကဒီဖက်ရှင်ကနေတဆင်ကျမ်းမာရေးအမျိုးသမီးစွမ်းဆောင်ရည်မြင့်တင်ရေးနှစ်ကိုယ်ပိုင်လက္ခဏာတွေအကြောင်းကိုပြောဆိုခဲ့တာပါ။ဒါပြင်အမေရိကန်ဒီဇိုင်နာလူငယ်တွေကိုလည်းမြင့်တင်ပေးခဲ့ပါသေးတယ်။အိမ်ဖြူတော်မှာနေထိုင်စဉ်သူတို့ရင်ဆိုင်ခဲ့ရတဲ့အခက်ခဲတွေဟာဝေဖန်မှုအဆင့်မှာပဲရပ်မနေခဲ့ပါဘူး။ပယ်ရစ်ကအမေရိကန်နိုင်ငံသားမဟုတ်ဘူးဆိုတော့အခြေအမေ့မရှိတဲ့ကော်လာဟလာတွေသူ့ရဲ့စကားတွေကိုလိုရာဆွဲပြီးတိုက်ခိုက်ခဲ့တဲ့မီဒီယာတွေနောက်ဆုံးအင်ဖြူတော်ကိုတင်းနဲ့ပစ်ခတ်တဲ့သူရုပ်ပိုင်းဆိုင်ရာအန်ဒီယယ်တွေပါယင်ဆိုင်ခဲ့ရပါတယ် ဒါတွေကသူတို့ဖွားရဲ့လုံခြုံရေးအတွက်ဘလောက်တောင်စိုးရင်ခဲရတယ်လဲဆိုတာကိုပြသနေပါတယ်။ကဲနောက်ဆုံးအချက်ကတော့တသက်သားဖြစ်စဉ်အကြောင်းပါပဲ။ဒီမှာတော့သူတို့ရဲ့အမွေအနှစ်တွေနဲ့အတူ becoming ဆိုတာဘယ်တော့မှမပြည့်စုံတဲ့ခရီးစဉ်တစ်ခုဖြစ်ကြောင်းတော့သုံးသပ်ကြည့်ကြပါမယ်။အင်ချီတော်ကထွက်သွားပြီမြဲသူတို့ရဲ့ဖြစ်တည်လာခြင်းခရီးကရမသွားပါဘူးတမရသက်တမ်းအတွင်းမှာခလီအဝါလိုနုံကိုရှော့ချတာကဆလို့ကျမ်းမာရေးဆောင်ရှောက်မှုဥပဒေအထိအပြောင်းလဲတယ်လုပ်ခဲ့တယ်လို့ အခု Obama Foundation ကနေတဆင်ခေါင်းဆောင် Ron Thitt ဒီကိုဆက်လက်မွေးထုတ်ပေးနေပါတယ်။ဆိုတော့သူတို့ရဲ့အမွေအနှစ်ဆိုတာအတိမ်မှကြံခဲတာမဟုတ်ပဲအနာဂတ်တော့ဆက်လက်ရှင်သန်နေစေပါ။အဆုံးသတ်မှာတော့စာအုပ်ရဲ့အဓိကအနှစ်သာရကဒီစကားပါပဲ။ဖြစ်တည်လာခြင်းဆိုတာရောက်သွားရမယ့်ပန်းတိုင်တစ်ခုမဟုတ်ပါဘူးဒါဟာကြီးထွားခြင်းပြောင်းလဲခြင်းပြီးတော့ကိုယ်ကိုယ်ကိုရှာဖွေတွေးရှိခြင်းဆိုတဲ့တသက်တာလုံးသွားရမယ့်ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ် ါကတကယ်ကိုအရေးကြီးတဲ့အချက်ပါကျွန်တော်တို့အားလုံးဟာအမြဲတမ်းပြောင်းလဲတိုးတက်နေသူတွေဖြစ်ကြပါဗျ။မရှိအိုဘားမားရဲ့ဘဝဇလန်ကဖြစ်တည်ပြောင်းလဲလာခြင်းရဲ့ဇလန်တစ်ပုဒ်ပါပဲ။သူ့ဘဝကနေကျွန်တော်တို့သင်ကန်းစာယူနိုင်တာကတော့အခက်ခဲလေကြားကနေကိုကိုကိုဖလိုတီဆောက်မလဲ၊ကိုအတန်ကိုဘလူးရှာဖွေမလဲဆိုတာပါပဲ။ဒါကစဉ်းစားစရာတစ်ခုမဟုတ်လား။လူတယောက်ချင်းစီရဲ့ဘဝဇလန်ဟာဖလိုပုံစံမျိုးတွေနဲ့ဖြစ်တည်လာနိုင်မလဲ။ဒီနေ့ဆွေးငင်းမှုကိုနားထောင်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ခေါက်မှလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။